မင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာသူရပါထရီယောဂဂူဆောင်းပါကျွန်တော်ဒီနေ့ဆွေးနွေးပေးမှာကတော့ဒီခါနာကျင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးပေးမှာဖြစ်ပါတယ်ခါနာကျင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့ဆွေးနွေးရမယ်ဆိုရင်ပေါ့နော်ဒါခါနာကျင်းကလည်းလူတိုင်းမှာတော်တော်များများမှာဖြစ်များတဲ့ယောဂလက္ခဏာတစ်ခုတော့ဖြစ်တယ်ပေါ့နော်တော်တော်များများလည်းခံစားရမှာလည်းဖြစ်တယ်အဲခါနာကျင်းကဘာကြောင့်ဖြစ်တာလဲဆိုတော့ဒီအဓိကကတော့ဒီကြောဘက်ခါဘက်မှာရှိတဲ့အရွတ်တွေကြွတာကြီးတန်ရန်ရပြီးတော့မှအဲဖြစ်တာများတယ်ပေါ့နော် အအဓိကတော့ဒီခါစစ်ယူနေရကြောဘက်နေရကိုအဓိကတက်ရောက်မှု ရှိတယ်ပေါ့နော်အခုနပြောသလိုခါဘက်မှာရှိတဲ့ရွတ်တွေကြွတ်သားတွေဒဏ်ရာရပြီးတော့ဖြစ်တာအပြင်ကမှအခြားသောအကြောင်းအရာတွေကြောင့်လည်းဖြစ်တာမျိုးတွေလည်းရှိတယ်ပေါ့နော်အဲလူတယောက်ကပေါ့နော်အဲဘဝရဲ့အချိန်တစ်ခုမှာတော့ဒီခါနာခြင်းဆိုတဲ့ကိစ္စမျိုးကတော့ခံစားဘူးမှာတော့ဖြစ်တယ်အဲတယောက်နဲ့တယောက်တော့မတူဘူးပေါ့နော်ယောဂပြင်းထန်တာအဲပြင်းထန်တာနဲ့မပြင်းထန်တာပဲကွာမှာတော့ဖြစ်တယ်အဲလူအလုံးရဲ့ 2023ရာခိုင်နှုန်းကတော့ဟိုနာတာရှိခါနာခြင်းကိုခံစားနေရတာမျိုးတွေလည်းရှိတယ်ပေါ့နော်အဲတချို့ဆိုလို့ရှိရင်ဘလောက်ပြင်းထန်လဲဆိုတော့နေစဉ်တုံ့ငန်ဆောင်တာနေထိုင်စားတောက်မှုဟာတွေကိုပါမလုပ်ဆောင်နိုင်တော့ဘဲနဲ့ဖြစ်နေတာမျိုးတွေလည်းရှိတယ်အဲ့ဒီခါကျတော့ကိုယ့်ရဲ့ခါနာခြင်းနဲ့ပတ်သက်ပြီးတော့မှပြင်းထန်မှုအခြေအနေအရေးကြီးမကြီးဆိုတာဒီကိုကြတော့ကျွန်တော်တို့အခုပြီးရင်ဆွေးနွေးမယ့်အကြောင်းအရာတွေကိုဟိုနားထောင်ပြီးတော့ စဉ်းစားဆင်ခြင်ဖို့တော့လိုမယ်ပေါ့နော်အဲခါနာတယ်ဆိုတော့ပြောရရင်တော့ခါနာတာပဲပေါ့နော်ဒါပေမဲ့ခါနာတာနဲ့ပတ်သက်ပြီးတော့ဒါနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့မှအဲတွဲပြီးတော့တွေ့ရတာဘယ်လိုမျိုးတွေနားမလဲဆိုတာကိုကျွန်တော်ပြောမယ်ပေါ့နော်အဲလူတချို့တွေကျတော့တဖြည်းဖြည်းချင်းခါနာတာမျိုးတွေလည်းရှိတယ်တချို့ကျတော့လည်းရုတ်တရက်ကြီးထပြီးတော့နာလာတာမျိုးတွေလည်းရှိတယ်အဲတချို့ဆိုလို့ရှိရင်လေးပင်မရင်ထဲမှာရုတ်တရက်ခါနာဝါတာမျိုးတွေလည်းရှိတယ် အဲတချို့ဆိုလို့ရှိရင်ခါနာရာအပြင်ကိုမခြေတလုံးတွေ6တွေပါနာရာမျိုးတွေလည်းရှိတယ်ပေါ့နော်အဲတချို့ဆိုလို့ရှိရင်ကိုေးပြီးတော့လဲနေလို့ရှိရင်တတားတယ်ဆန်လိုက်လို့ရှိရင်ပိုနာရာမျိုးတွေလည်းရှိတယ်အဲမတရက်လိုက်လို့ရှိရင်နာရာမျိုးတွေလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးခါနာရာကတခြားဟာတွေနဲ့လည်းတွဲပြီးတော့မှအဲခံစားရတာမျိုးတွေလည်းရှိပါတယ်အဲခါနာဂျင်းဖြစ်ရတဲ့အကြောင်းရင်းတွေကတော့အများကြီးတော့ရှိတယ်ပေါ့နော်အဓိကအဖြစ်အများအဖြစ်တော့ဒီကြောဘက်ကာဘက်မှာရှိတဲ့ကြွက်သားတွေအယွတ်တွေ အထံရရပြီးတော့မှဖြစ်လာတာတော့ဖြစ်တယ်ဗောနော်အဲရုတ်တရက်ကြီးအလေးပင်တွေပဲဖြစ်ဖြစ်ကုန်းကုန်းကွားကွာလှုပ်လိုက်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးချင်းနေမျိုးကနေပြီးတော့မှအယွတ်တွေကြွတာတွေထံရရတာမျိုးအဲတချို့ဆိုလို့ရှိရင်လည်းအမှတ်မထင်ချောင်းဆိုးနာချီလိုက်ရနေပြီးတော့မှအနေထားမမှန်မနဲ့အဲထံရရသွားတာမျိုးအဲ့လိုမျိုးချင်းနေမျိုးမျိုးတွေကနေပြီးတော့လည်းခါနာတာဖြစ်နိုင်တယ်နောက်တစ်ခုကတော့ဒီခါစစ်ရိုးမှသွားပြီးတော့မှအဲထံရရတဲ့အယူကျိုးတယ်ဗောနော်အဲ့လိုမျိုးချင်းနေမျိုးတွေကြောင့်လည်းခါနာတာမျိုးတွေဖြစ်နိုင်တယ် အဲထိခိုက်တံရရပြီးတော့မှခါစီယူကျူတာမျိုးတွေရှိသလိုအသက်ရွယ်ကြီးလို့အယူတွေပွားတယ်အယူတွေပါပြီးတော့မှခါစီယူကျူပြီးတော့မှခါနာတာမျိုးတွေလည်းရှိတယ်။နောက်တချို့အာမစားသမားတွေပြင်းပြင်းထန်ထန်လှုပ်ရှားရင်းကနေပြီးတော့မှခါစီယူကျူပြီးတော့မှခါနာတာမျိုးတွေလည်းရှိတယ်။ ်နောက်တစ်ခုအနေနဲ့ကတော့ဒီခါးစည်ယူချားထဲမှာရှိတဲ့ယူပြားပေါ့နော်ယူချက်ပြားလေးကအဲပုံတရမမှန်ပုံမှန်မဟုတ်ဘဲနဲ့ဖြစ်ပြီးတော့မှခါနာတာမျိုးတွေလည်းရှိတယ်ခါစီယူတစ်ချောင်းယောဂဖြစ်ပြီးတော့မှခါနာတာမျိုးတွေလည်းရှိတယ်အဲနောက်ပြီးကျတော့ဒီအစစ်မြစ်ရောင်ယောဂတွေကြောင့်ခါနာတာမျိုးတွေလည်းရှိတယ်တခြားအကြောင်းအရာတွေကြောင့်အဓိကဒီကင်ဆာယောဂတွေကြောင့်လည်းခါနာတတ်တယ် တခြားနေရာကကင်ဆာရှိသလိုခါးစည်ရုံမှာကင်ဆာဖြစ်တာမျိုးတွေလည်းရှိတယ်။ယောဂပိုးဝင်ပြီးတော့မှခါးနာတာမျိုးတွေလည်းရှိတယ်ပေါ့နော်။ဒါကတော့ဟိုခါးနာရတဲ့အကြောင်းရင်းတွေဖြစ်တယ်။ဒီမှာတစ်ခູ່ထပ်ပြီးတော့ဖြည့်ဖို့ဖြည့်ပြီးတော့ပြောဖို့လိုတာကတော့ဟိုကာလာတိုခါးနာတဲ့ကိစ္စမျိုးတွေလည်းရှိတယ်ပေါ့နော်။အဲ့ဒါကတော့အဓိကတော့မျိုးသမီးတွေမှာတွေ့ရတာများပါတယ်။ဟိုအဓိကတော့မြို့သမီးတွေတွေးပေါ်တယ်။ရာသီတွေးပေါ်လို့ရှိရင်ခန္ဓာနာမျိုးတွေရှိတယ်။နောက်တစ်ခုကတော့ဒီကိုယ်ဝန်ဆောင်ချိန်မှာခန္ဓာနာမျိုးတွေရှိတယ်။နောက်တစ်ခုကတော့ အဲဒါမိဖွားချိန်ပေါ့နော်ကလေးမိဖွားချိန်မှာခန္ဓာတာမျိုးတွေရှိတယ်အဲ့ဒါကကျတော့ကာလာတိုခန္ဓာချင်းဖြစ်တယ်ဒါနဲ့တဆက်တည်းပဲဖြည့်ပြီးတော့ပြောချင်တာကကျတော့အမျိုးသမီးတွေမှာဆိုလို့ရှိရင်ခန္ဓာတာကအမျိုးသမီးယောဂကြောင့်ပဲဖြစ်တာမျိုးမဟုတ်ဘူးကျွန်တော်အရှိမပြောခဲ့တဲ့တခြားအချက်တွေကိုလည်းစဉ်းစားဖို့လိုတယ်ပေါ့နော်အမျိုးသမီးတော်တော်များများကခန္ဓာတွေဆိုလို့ရှိရင်အမျိုးသမီးယောဂနဲ့ပတ်သက်ပြီးတော့ပဲစဉ်းစားကြတာတော့များတယ်ပေါ့နော်ဒါကလည်းသိထားဖို့လိုပါတယ်ခန္ဓာချင်းကိုပို့ဆိုးစေတဲ့အရာတွေကတော့ပေါ့နော်အဓိကတော့အလေးပင်မနေရတဲ့သူတွေအသက်35 နဲ့အထက်သူတွေပေါ့နော်အဝါနော်တဲ့သူတွေအဲဆက်လက်အရက်တောက်တဲ့သူတွေပေါ့နော်ပြီးတော့ဒီစိတ်ချယောဂခံစားနေရတဲ့သူတွေပေါ့နော်အဲ့လိုမျိုးလူတွေကတော့ခါနာခြင်းကိုပိုဆိုးစေပါတယ်အဲခါနာတယ်ဆိုလို့ရှိရင်တော့ပေါ့နော်ကျွန်တော်တို့ကပထမဆုံးခါနာတယ်ရုပ်ထည်စီခါနာတယ်ဆိုလို့ရှိရင်တော့တေချာစံသက်စစ်စစ်မှုတွေပြုလုပ်ဖို့တော့လိုတယ်ပေါ့နော်အဲ့ဒီခါကျတော့နိလန်အမျိုးမျိုးတော့ရှိတယ်ဟိုဓာတ်မှန်ရိုက်တာရှိတယ် MRI ရိုက်တာရှိတယ် တန်လိုက်တတ်မှန်ပေါ့နော်ပြီးတော့မှဒီ CT scan ရိုက်တာမျိုးတွေရှိတယ်အဲအဲ့လိုမျိုးတွေစမ်းသပ်စစ်ဆေးမှုတွေလုပ်တာအပြင်ကိုမှအဲတွေးစစ်တာမျိုးတွေအဲ့လိုမျိုးတွေလည်းလုပ်ရတာမျိုးတွေလည်းရှိတယ်ပေါ့နော်ဟိုခါနာခြင်းကိုပေါ့နော်ကုသတဲ့နည်းလမ်းတွေကတော့အမျိုးမျိုးတော့ရှိတယ်ပေါ့နော်ဟိုလက်တလုံးမှာဒီခါနာခြင်းကိုတတအောင်လို့ဆေးတွေပေးတာမျိုးတွေရှိတယ်ဆေးတောက်တာဆေးထိုးတာမျိုးတွေရှိတယ်ဒါကတော့အကိုက်တတအောင်အနာတတအောင်အဓိကတော့ပေးတယ်ပေါ့နော်ဟိုနောက်တစ်ခုအနေနဲ့ကတော့ဒီ ဟိုလေ့ကျင့်ခန်းတွေလောက်တာမျိုးတွေရှိတယ်။ဒါကလည်းနီးစနစ်မှန်မှန်ကန်ကန်နဲ့ အဲလိုအပ်မှလောက်တာမျိုးတွေပေါ့နော်နောက်ပြီးကြတော့ဒီခင်မီတဲ့စက္ကရိယာနေနေပေါ့နော်နှိပ်တာမျိုးတွေလည်းလောက်တာမျိုးတွေတော့ရှိတယ်အဲဒီနေရာမှာတခုကျွန်တော်ဖြည့်ပြီးပြောချင်တာကနှိပ်တယ်ဆိုတဲ့နေရာမှာလည်းတက်ကြွနားလေတဲ့သူတွေနဲ့ဟိုနှိပ်တာမျိုးခင်မီတဲ့ကရိယာတစားပလာတွေနဲ့နှိပ်တာမျိုးကိုပြောချင်တာဖြစ်တယ်အဲဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ခါနာရတဲ့အကြောင်းရင်းတွေတဲ့မှာကယူဂျူတာတို့အဲခါစစ်ယူချားတွေကယူချက်ပြလွဲတာတို့ဘာလို့ရှိတယ်အဲအဲ့လိုမျိုးအခြေအနေမျိုးတွေမှာဆိုလို့ရှိရင်နှိပ်လိုက်တာတို့ဘာ တို့ကပို့ပြီးတော့မှစိုးဝါးစီတာဖြစ်တဲ့အတွက်ဒီချက်ကိုကျွန်တော်ကထည့်ပြီးတော့ပြောတာဖြစ်တယ်ပေါ့နော်အဲဒါဆိုတော့ခုနပြောသလိုအဲ့လိုမျိုးတွေလုပ်လို့ရတယ်နောက်ပြီးတော့တခြားဒီတက်ဆိုင်ရာခါနာခြင်းကို ဖြစ်စေတဲ့အကြောင်းရင်းတွေကိုလည်းအဲကုသမှာတော့ဖြစ်ပါတယ်ဟုတ်အဲနောက်တစ်ချက်အနေနဲ့ကတော့ ဟိုအယိုးကျိုးွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအပေါ်မှာပြောခဲ့တဲ့နည်းလမ်းအနေနဲ့ကုလို့မရတော့ဘူးအဲ့လိုမျိုးအခြေအနေမျိုးဆိုလို့ရှိရင်တော့ကားစီယူကိုဟိုခွဲပြီးတော့မှပြန်ပြီးတော့လောက်ရတာမျိုးကြီးလည်းရှိတယ်ပေါ့နော်အဓိကပေါ့နော်လူတယောက်ခါနာတာကဒါကုသလို့ပြောင်းမပြောင်းဆိုတာကသူမကြောက်ခါနာလဲဆိုတာကိုစဉ်းစားရတယ်ပေါ့နော်ပြီးတော့သူဘလောက်ကြာနေပြီလဲအဲသူခါနာတာကဘလောက်ပြင်းထန်မှုရှိလဲအဲပြီးတော့သူပေးလိုက်တဲ့ကုသမှုတွေကိုဘလောက်ထိတုံ့ပြန်မှုရှိလဲဆိုတာပေါ်မူတည်ပြီးတော့မှပဲ ဟိုစဉ်းစားရတာတော့ဖြစ်တယ်ဗောနော်ဒီချက်တွေကြည့်ပြီးတော့မှကုသလို့ဖြောက်ခင်းတယ်မဖြောက်ခင်းဘူးဆိုတာမျိုးကိုတော့ပြောရမှာတော့ဖြစ်ပါတယ်အဲခါနာတဲ့ကိစ္စကလည်းဘာကြောင့်ဖြစ်ရတဲ့အကြောင်းရင်းတွေတော့အများကြီးတော့ရှိတယ်ဗောနော်အဲ့ဒါကိုကျွန်တော်တို့ဟိုဘယ်နီလန်းနဲ့အတိအကျကာွယ်မလဲဆိုတာထက်ဒီနီလန်းတွေကတော့အဲကာွယ်ပေးနိုင်တယ်ဗောနော်အဲ့လိုမျိုးတော့ပြောလို့ရတယ်အဲ့ဒီမှာဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ခန္ဓာကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင်ထိမ့်သိမ်းရမှာဗောနော်အဝါလွန်ငင်းနေပါရင်မဖြစ်အောင်လို့ထိမ့်သိမ်းဖို့လိုတယ်အဲပြီးလို့ရှိရင်ကိုယ့်ရဲ့ အဲ1ဖိုင်မှာရှိတဲ့ကြွက်သားတွေပေါ့နော်ဒီကြွက်သားတွေကိုအဲကောင်းမွန်အောင်အဲရှိနေဖို့လိုတယ်လေ့ကျင့်ဖို့လည်းလိုတယ်ပေါ့နော်ဒီကြွက်သားတွေအားနေတာတို့ပါလို့မဖြစ်အောင်လို့ထိန်းသိမ်းဖို့လည်းလိုတယ်ပေါ့နော်နောက်တစ်ခုကတော့ဒီအလေးပင်မလို့ရှိရင်ဟိုတေချာဂယူဆိုင်ပြီးတော့မာဖို့ပေါ့နော်ရုပ်ဖြည့်ကြီးမာလိုက်တာတွေအနေထားမမှန်ပဲမာလိုက်တာမျိုးတွေအဲမဖြစ်အောင်လို့လုပ်ဖို့လည်းလိုပါတယ်နောက်ခုနကအရှိမပြောခဲ့သလိုစလိတ်တွေအရက်တွေရှောင်ကျင်ဖို့လည်း လို့တယ်ပေါ့နော်ဒါတွေကလည်းအရေးကြီးပါတယ်အဲခါနာတာတစ်ခုတည်းအပြင်ကိုပေါ့နော်တခြားဟာတွေပါတွဲပြီးတော့ဖြစ်နေတယ်ဆိုလို့ရှိရင်တော့အဲတခြားဟာဆိုတာကျွန်တော်အခုပြောပြမယ့်အချက်တွေပါရှိနေပြီဆိုရင်တော့ဒါကအဲအရေးကြီးတယ်ပေါ့နော်ခါနာတာပြင်ကိုမှထုံနေခြင်းနဲ့အောက်ပိုင်းနေထုံနေခြင်းနဲ့အဲခြေောက်တွေကတစ်ဖက်လှုပ်လို့မရတာတို့ခြေောက်တွေလှုပ်လို့ပြုတ်လို့မရတော့ဘူးအဲ့လိုမျိုးအခြေအနေမျိုးတွေရှိတယ်အဲ့ဒီပြင်ကိုမှဖြားတယ် အဲအဲ့လိုမျိုးအခြေအနေမျိုးတွေရှိတယ်ပေါ့နော် ပြီးတော့တခြားအဲ့လိုမျိုးတခြားနေရာမှာကင်ဆာရှိတဲ့လူကရုပ်တရက်ကြီးခါနာလာမျိုးအဲအဲ့လိုမျိုးဆိုလို့ရှိရင်တော့ဒါကအဲအရေးကြီးတယ်ပေါ့နော်အဲ့ဒါအပြင်ကိုမှကျွန်တော်ထပ်ပြောမယ်အကြောင်းအရာတွေဒါရှိမယ်ဆိုလို့ရှိရင်လည်းဒါကတချွန်းနားလေတဲ့သူတွေနဲ့ပြဖို့လိုတယ်အသက်55နှစ်အထက်အကြောင်းရင်းမရှိဘဲနဲ့ခါနာလာမျိုးဆိုလို့ရှိရင်လည်းဒါကဆောင်းနေတဲ့တိုင်ပြဖို့လိုတယ်အဲခါနာလာအပြင်ကို ကိုလေးချိန်နေရုပ်တရက်ကြီးကြားတယ်အဲဖြားတယ် အဲ့လိုမျိုးဆိုလို့ရှိရင်လည်းဒါတကြွနာနေတဲ့ဆောင်းနဲ့ပြန်တာဖို့လိုတယ်။နောက်ခုခံအားကျနေတဲ့သူတွေရုပ်တက်ကြီးခါနာနေဆိုလို့ရှိရင်လည်းဒါကအရေးကြီးပါတယ်။အဲ့အဲ့လိုမျိုးအခြေအနေမျိုးတွေရှိတယ်ဆိုရင်လည်းပြဖို့လိုတယ်။နောက်ဆုံးတစ်ခုအနေနဲ့ကတော့ကင်ဆာယောဂသမားတွေပေါ့နော်။တခြားနေရာမှာကင်ဆာယောဂရှိတယ်။အဲ့လိုမျိုးအခြေအနေမျိုးကနေပြီးတော့မှခါနာလာတယ်ဆိုလို့ရှိရင်လည်းဒါကဆောင်းနဲ့ပြန်ပြဖို့လိုပါတယ်။အဲ့ဒါဆိုတော့ပေါ့နော်ဒီအချက်တွေကအဲခါနာတယ်ဆိုလို့ရှိရင်တော့အရေးကြီးတယ်ပေါ့နော်။အဲ့ဒါဆိုတော့ကျွန်တော်အရှိမပြောခဲ့သလိုပဲခါနာခြင်းက ဟိုလူတိုင်းမှလည်းဖြစ်တယ်လူတိုင်းလည်းခံစားမှုဒါတော့ရှိတယ်အဲ့လိုမျိုးခြေနေမျိုးမှာမှကျွန်တော်ပြောတဲ့အချက်တွေကိုထေချာသတိထားပြီးတော့မှဟိုခါနာလာတယ်ဆိုလို့ရှိရင်တော့ထေချာဆန်းစစ်ပြီးတော့မှလူအံ့ရင်လည်းထေချာကုသဖို့လိုလဲဆိုတာပြောရင်းနဲ့ပဲကျွန်တော်ဒီကုန်ချုံလိုက်ပါတယ်ကျမရင်းနဲ့ပတ်သက်တဲ့အသိပညာဘူဒ္ဓများကိုဆက်လက်ပြီးတော့မျှဝေပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ထားပေးပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်